ွေလင်းထက်ကတော့ကပတ်များစွာပိုင်းရှင်ကြီးဖြစ်တဲ့ဘိုးတော်ကြီးဆန့်အေးကိုအနိုင်ထိုးလိုက်ပြီလို့တော့ပြောလို့ရတယ်။ဘာကြောင့်လဲဆိုတော့တွေးလင်းထက်ကမနေ့က fish of လောက်ခဲ့တဲ့အပီမှာတော့ဘိုးတော်ကြီးဆန့်အေးကိုအနိုင်ယူလိုက်ပြီလို့သူ့ကိုယ်သူတေချာသွားခဲ့ပြီပဲဖြစ်ပါတယ်။တွေးလင်းထက်ကမနေ့ဖြန်ညမှာတော့အပြေပေါ်ပြီဆိုပြီးတော့နော် မနီကစတေဒီယမ်တောင်တင်ခဲ့တာပြီဖြစ်ပါတယ်ဒါကိုကြီးချင်းအားဖြင့် face off လုပ်တဲ့အပြီးမှာသူတို့ဘုရိုကြီးဆိုင်ရဲ့အနေထားကိုကြည့်ပြီးတော့သူနိုင်မယ်လို့တေချာသွက်ထားတဲ့ပုံပါပဲဘုရိုကြီးဆိုင်အေကသွေးလင်းထက်ထက်ဘယ်လိုပြောရမလဲပွဲဝီးနေတာလေးကြာပြီဒီတခါကျတော့အသက်က43နှစ်အရွယ်ပြီးတော့မယ်မနီကဝိတ်ချင်းတဲ့အခါမှာဆိုင်အေကြီးကဝိတ်တပောင်ကျော်သွားတယ်ဒါကြောင့်မလို့သွေးလင်းထက်ကိုရောချေးပေးရတယ်သွေးလင်းထက်ကလေးပွဲမဖြတ်သိမ်းပဲနဲ့ ဒါထိုးခွင့်ပေးလိုက်တယ်ပေါ့လीဆိုတော့15ရာခိုင်နှုန်းသွင်းလင်းထက်ကိုရောကြည့်ပေးရတယ်ရှုံးလေးရှုံးမယ်ရောကြည့်လေးပေးရမယ်ဆိုတော့စာရင်ထွက်နော်တနေပဲပတ်စံကြမ်းပါလိမ့်မယ်ဘိုးတော်ကြီးဆိုင်ရင်ကအသက်43နှစ်အရွယ်ရှိပြီဖြစ်တယ်။တော့အများသူကပြောချနေတယ်လို့မျိုးပြောချတယ်လို့မျိုးသူအားသာချက်ကအသွေးကြုံသားတွေပေါ့ဗျာ။ပြီးတော့ဒီပွဲကိုဖတ်ပြီးတော့ဘလို့သူ့ရဲ့ game plan မှာတာနေလိမ့်မယ်။ဒါပေမဲ့ နော်သူမှာအားနည်းချက်တွေကပိုများနေတာပါအသက်42နဲ့43နှစ်အရွယ်ဆိုတော့ကအကြပိုင်းယူရဲ့ကာရီယိုဘိုင်းမှာကနော်ဟိုဘလို့ဘလို့ပြောရမလဲတချီပြီးတာနဲ့ကြာသွားလိမ့်မယ်ဗျသွေးနှစ်ထက်ပဲစားသွားလိမ့်မယ်ဒီပွဲကိုနော်အလုံးကလေဒီတိုင်းပဲခံမနေကြတာပါတချို့ကလည်းသွေးလင်းထက်ကိုစိုးရင်ချားရီဘလို့ခုဘက်ကတကယ်ကို wire fighter ကြီးဆိုတော့ဒါပေမဲ့သွေးလင်းထက်ကသက်လူဖြစ်တယ်ပြီးရ 5IG ကတော်တော်လေးကိုကောင်းတယ်ဒီပွဲမှာသွေးလင်းထက်အနိုင်ရပါလိမ့်မယ် ဆိုင်ဆိုရာကလည်းနော်ဘယ်လိုပြောရမလဲအဖြစ်ဆိုးကြီးနဲ့ရှုံးဖို့ကကြတော့တိတ်တော့မဖြစ်နိုင်ဘူးပေါ့လေ။ဘာကြောင့်လဲဆိုတော့သူကိုယ်တိုင်ကလည်းတကယ်ကိုမှဒါဟို store weight နဲ့ fly weight တိုင်းရင်ချန်ပီယံဟောင်းဖြစ်ခဲ့တယ်။တခြားနော်ကပတ်တွေကလည်းပြောလို့မကုန်းလို့မပြောတော့ဘူး။အများကြီးပဲရထားတာဖြစ်တယ်။ဆိုတော့တကယ်ကိုမှဒါမွေးထိုင်လောကမှာ goat မဟုတ်ရင်တော့ဒါ legend တယောက်ပေါ့လေ။မွေးထိုင်လောကမှာတော်တော်လေးကိုဘယ်လိုပြောရမလဲ။နာမည်တစ်လုံးနဲ့ရပ်တည်ခဲ့တဲ့သူဖြစ်တယ်။ straight ကကြတော့သွေးလင်းထက်အတွက် ဒီပွဲမှာ game plan ကောင်းကောင်းနဲ့ဒါချင်းကပ်ဖို့လို့ရပေါ့လေဒါတက်လုံးချသွားရင်တော့အမောက်သိခံရပြီပဲเนาะဆန်ရီကတော့အမောက်သိခံရပြီပဲဒွေလင်းချစ်ကတော့ဒီပွဲမှာအပြေးဝနိုင်မလို့သူကသူယုံကြည်ထားပါရဲ့ဗျ